မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဥကြော်ဥပြုစုထားသောမမောဆရာတော်ရဲ့ဟာတရတနဲ့ကဗျာများစာအုပ်ကိုအပိုင်းနှစ်အနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ရှင်ပဏိတ ayi တင်ခနုတ်ပတ္တိညံတခါကဖောင်းခွဲရွာတွင် အသားအလွန်မဲသော ចောင်းသားငယ်တူရှိသည်ထိုចောင်းသားငယ်သည်နွားမြင်းစသောသတ္တဝါများကိုမစည်းပဲစိတ်ကိုယ်သာစည်း၍စော့ကစားတတ်သည်အခြားကလေးငယ်များနဲ့မတူပဲမြောက်ရှုံးအောင်စော့တတ်သည်ဒီနေ့တွင်စိတ်သိုးတကောင်ကိုစည်းရာစိတ်သိုးကခါချတဲ့ဖြစ်နေပြင်းတို့ကြပြီးလက်တချောင်းကျိုးလေသည်ចောင်းနေဦးစင်းများကရှင်ပဏိတအားစာတပုတ်ချိုးပါဟုဆိုလေလျင် ချက်ချင်းမီကောက်၍စာဆက်သည်မှာစိတ်စည်းလိုလက်ကျူးအနက်မျိုးဖောင်းပွဲတချောင်းတည်းကြံတော့တယ်ဦးစင်းမြမသဘောကျ၍အာရပါရရည်ကြလိဤကျွန်တော် repeat ထပ်ပြောမယ်စိတ်စည်းလိုလက်ကျူးအနက်မျိုးဖောင်းပွဲတချောင်းတည်းကြံတော့တယ်တဲ့နှချောင်းရှိရလက်တချောင်းကျူးကတော့တချောင်းနဲ့ကြံတော့တယ်ဗောဗျာအဲ့လိုမျိုးအရှင်ပဏိတသည် ဥပဇင်းဘဝသို့ရောက်ပြီးသည့်နောက်မန္တလေးမြို့တွင်နန္ဒတိုင်ဆုံးငံထွက်ရလေသည်တန်ဃာတော်များသောမြို့ဖြစ်၍ဆုံးလောင်းနေကြအိမ်ရှိများတွင်စီတန်း၍ဆုံးငံကြရလေသည်ဆုံးချက်ချင်းဆုံးလောင်းခြင်းအမှုကိုမိမကြီးများမိမပြိုကလေးများ၏ဓာဝန်ဖြစ်သည်ဇလုံးများရုံးအုပ်များတွင်ဆုံးထဲ့၍ကျေးဇူးကြီးများဖြင့်ခတ်၍လောင်းလေရှိကြသည်ဦးစင်းငယ်ဥပန္နိတသည်ဇလုံးကြီး ကျေးဇွန်ကြီးတို့ဖြင့်ဆွန်းလောင်းနေသည်ကိုတွေ့၍ကမန်းကရန်အမိပြေးလျာမိန်းကလေးများကပဇင်းပြူဥပဏိတကြမှာကတော်ဆွန်းမှာဟု၍ပြောလိုက်လေသည်ဥပဏိတသည် မကြေမချမ်းဖြစ်သွားလေသည်အဘဲကြောင့်ငါကြမှာကတော်ဆွန်းရတယ်လေဟုစဉ်းစားသည်အမှန်မှာဆွန်းကိုလိုချင်သောဖြင့်အပြေးကလေးသွားမိရာတွင် သင်္ကန်းဘိုးဒီဘတ်ဒီနှင့် ကာဤအိမ်ဒီပြက်လောက်အောင်ဖြစ်သွား၍ကတော်စွန်းလိုက်ရကြောင်းပြန်ပြောင်း၍ပေါ်လာသည်သူကြောင့်ចောင်းသူရောက်လျင်အောက်ပါတေးတဲ့ကိုရေးဆက်လိုက်လေတော်သည်မန်းမြို့သူတောက်ကျင့်ထောက်ချင်း၍ဇာနာစွန်းကိုဖြင့်မခံလိုပါတံပါပီတာဤမစားပဲအငက်နေမည်သေခြင်းသေမှတ်ဟဲ့အပီးဟိုနေ့ရအိမ်ဒီအိမ်မှာ ပြည့်စုံစွာဖန်တီးကျေဝန်းစွာစလုံးကြီးရဲ့နဲ့မောက်လူနီဆွန်းတွေလောင်းလိမ့်မိအထင်မှတ်နဲ့ဝင်ကတ်လို့ရက်မိတလေဗန္ဒိတခေါင်းပြောင်းကိုလောင်းပောင်ဆိုကိုရင်ကြီးရဲ့လို့ကတော့ဆွန်းစီးလို့သူဆိုသူ့ရဲ့လင်းလို့မကြေဘူးကဘာပြူတော့ငါရွှေကူနာလွန်းလို့လေး တွေ့မရှောင်အကုံစားတယ်ဦးစင်းမျိုးပန္နိတာသည် အလုံမျိုးတို့ခီးထွက်ရာကြမ်းပြဲရွာတို့အရောက်တွင်ဘုံကြီးเจ้าတို့ဝင်၍တဲခိုလေသည်เจ้าဘော်တို့ရောက်ရင်ဆရာတော်အားဥချ၍ကြော့ကဂါဝရပြုပြီးနောက်ဇာတန်ပေတန်နှင့်ရှောက်ထားလေသည်เจ้าနိုင်ဘုံတော်မထေကျော်ဝါတော်မြည်မြရှိပြီနီး thank you ဆရာတော်မှာဥပဇင်းငယ်ဤကဗျာဒံစာတန်ကိုလွန်စွာသဘောကျ၍52ဝါတိတ်ခါရပြီဟုမိန်ကြားတော်မူသည်ထိုကားစာဆိုရှင်ဥဇင်းငယ်ဥပန္နိတာသည်ချက်ချင်းပင်ကောက်၍စာဆက်လိုက်ပြန်သည်ဝါ52နှစ်ရသည်ဖြစ်ရာအပြည့်တောင်းလိုမုလတံဆရာတော်မှာ ။ကြပြညာရှင်လှသောမောင်ပစင်းကိုသဘောကျသွားသည်။သူဆရာတော်မှာဖျားနေခြင်းကပင်ចောင်းသားကလေးအားဆုံးပြင်ခိုင်းသည်။ဆရာတော်သည် မောင်ပစင်းနှင့်အတူဆုံးဖုံးပေးသည်။ဆရာတော်မှာဖျားနေလျက်နှင့်ပင်ဆုံးဖုံးပေးရာတဲ့သည်မတဲ့သည်ကို အမှုမထားဆုံးဟင်းမြောက်ကုံအောင်စားလေသည်။အစာကျန်သောဥပန္နိတမှာအစာကျန်သောဆရာတော်နှင့်တွေ့ရသည်ဖြစ် ်လက်လျှော့လိုက်ရသည်တရားတော်ကစွန်းစားရင်ပြောသည် ကောင်းစွာမကြမ်းမမမကြခဏအဖျားတက်လေရှိသည်ဆိုတော့လေအစားတွင်တဲ့သည်မတဲ့သည်ဟူ၍မကြည့်ရှိသည်မြတ်အကုံစားပြီးသည့်အပြင်အချိုပွဲဆက်ကပ်ရာ၌လည်းဆက်လက်ဖုံးပေးပြန်သည်စွန်းစားပြီးနောက်ဆရာတော်ကဥပန္နိတာအာမောင်ပဇင်းကကဗျာစာပေတော်တော်ဝါသနာပါတယ်ထင်တယ် မှန်ပါဗျာတပည့်တော်လေလာနေသေးပါဗျာဆရာတော်လေစကားပြောနေရမှာចောင်းသားတယောက်တို့လှမ်း၍ဟဲ့ဒါဘောကုန်းအေယူခဲ့ဇန်းဟုခိုင်းလိုက်လေသည်ចောင်းသားကလေးသည်ပြပြတလဲလဲနဲ့ယူလာသည့်ကုန်းအစ်ကိုကတ်လေသည်ဆရာတော်ကဆက်၍ငါမလဲဒီတူကလေးတယောက်ရှိတယ် လက်တူလက်သုံးခိုင်းနေရတာငါကြောင့်မှကြောင်းသားလည်းမမြဲကိုရင်လည်းမမြဲဟုအမိတ်ရှိသည်ဥပန္နိတသည်ဇေယတော်အားစိတ်စိတ်ကြည်နေသည်ဇေယတော်သည်ကိုငူကိုတိုင်းရာ၍ဝါရင်ဒူးပေါ်ပေါင်းပေါ်ထိုင်နေသည်ထို့နောက်ဥပစင်ကျုပ်အကြောင်းကိုစာတပုတ်လောက်ဆက်စမ်းပါဟုပြောသည်ဥပန္နိတသည် ်ရုပ်ချီးပင်ကောက်၍စာဆက်လိုက်သည်ကွန်အေဂျီနီဒာရဲနှင့်ဂျမ်းပြဲမှသူပြောဒါဘော်တို့တူဝီးထိုးကွင်းမှင်ကြောင်နဲ့တွေ့မရှောင်အကုံစားတယ်ဖျားတယ်ခင်ကြီးဟု၍ဆက်လိုက်လေသည်ဂျမ်းပြဲစရာတော်မှာလွန်စွာ သဘောကျလေသည် ဗမောဆရာတော်ဖြစ်ပေါ်လာခြင်းဥပဏိဒသည် ပကံမင်းတရား၏သာသနာပိုင်ဘာဂရာဆရာတော်ဖျားကြီးထံတွင်ပညာရှာမိရန်ရောက်ရှိလာသည်ဘာဂရာဆရာတော်သည် ဝီနီအဆုံးဖြတ်တွင်နာမည်ကျော်လှသည်ဘာဂရာဆရာတော်၏ဝီနီအဆုံးဖြတ်များကို ဖြတ်ထုတ်များအဖြစ် ရေးသားရန်ရှိသည့်အခါတိုင်ဥပဏိဒကိုပင်ဆရာတော်ကခိုင်းသည်ဤအချက်ကိုထောက်ချင်၍ ဗမောဆရာတော်လောင်းဥပန္နိတသည်လရေးလတာလှသည်ပရပတ်အေးသာမြန်ဆန်သည်ဟု ယူဆရမည်ဖြစ်သည်သူမြတာမကစာဆိုယဟန်ဖြစ်လေဘာကရာဆရာတော်ကရွေးချယ်သည်စာဆိုယဟန်ဆိုဒီမှာစာတင်သားတန်ဃာပေါင်းများစွာတို့အနက်မှတပားသာလင် ရွေးချယ်ခံရခြင်းဖြစ်သည်စာဆိုသည့်နေရာတွင်ဉာဏ်ရည်အလွန်ရှင်ပြီးအတန်ကြည်လင်ပြတ်သားလာသောကြောင့်စာလိုက်စာနာတန်ဃာတော်များမှာ အလွန်သဘောတွေ့ကြသည်မှချက်တဲ့ယဟန်တော်များစာတက်စာသင် ပြုလုပ်ရာတွင် စာစုဟု၍၎င်း စာနာဟု၍၎င်းနှစ်မျိုးရှိသည်စာကြဖုန်ကြီးနောက်မှတဘာတဲ့လိုက်ဆိုရသူကိုစာစုဟုခေါ်ပြီး စာစုယဟန်ဤစာသင်ကို စိတ်ထဲရမှတ်ယုံသာမှတ်နေသောအခြားသံဃာတော်များကိုစာနာသံဃာစာလိုက်သံဃာတော်များဟုခေါ်ဆိုလေသည် ဗမော်ဆရာတော်လောင်းဥပဏိတာသည်ဤအချိန်ခါကပင်ထူးခြုံ၍ဘာကရာဆရာတော်ဖျားကြီးဤလက်ဆွဲဖြစ်သည်ဗမော်မျိုးသားဘိုးတော်မင်းတရား၏မိဖုရားဝေးသားလီ မင်းသမီးကចောင်းဆောက်လှူဒန်းရာဗမော်ចောင်းဟုအမည်တွင်သည်ထိုဗမော်ចောင်းတွင် ဥပဏိတာចောင်းတိုင်ဆရာတော်ဖြစ်လာသောအခါဗမော်ဆရာတော်ဟုတွင်သည်ဗမော်ဆရာတော်သည် သာသနာရေးတိုင်းပြည်ရေးတို့တွင်အမှုမဲ့အမှတ်မဲ့နေလေးမရှိ တပားသူတို့ဤကောင်းကျိုးဆိုးပြများကိုအမြဲစင်ချင်းသုံးသက်လေးရှိသည်စိတ်ထဲမှန်သည်ထင်လျင်ပြက်ပြက်သားသားပြောချတတ်သောကြောင့်လေသူတို့မှာဆရာတော်များစင်းရင်တွင်ဗမောဆရာတော်မပါဝင်ခဲ့ပေဗမောဆရာတော်အားမင်းတို့မင်းသည် မပြစ်ပေပေဗမောဆရာတော်ဤဝေပန်စာပစ္စာများတောင်းကြမ်းသောအခါဆရာတော်အားဗမောမြို့သူမင်းမိန်ဖြစ်ပို့လိုက်ရသည် ။နောင်တွင် ပြန်၍ပင့်တော်လေ။မင်းနေပြီတော်တွင်မနေ။တဖက်ကန်းမင်းကုန်းနှင့်စကိုင်းမှာပင်နေလေသည်။ပညာမာနလွန်ကဲသောပုဂ္ဂိုလ်ဖြစ်၍ဘယင်ကိုးကွယ်မခံရသည်ကိုမမှုသောဆရာတော်ဖြစ်သည်။ သေဘေးတွင်မှကြပြညံတနေ့တွင်မြေကန်းတစ်ခုကြောင်းတစ်ကြောင်း၌ယဟန်ခံပွဲတစ်ခုရှိသည်ပရိသေတီသည့်နေမှစ၍အသက်20ဖွားပြီးနောက်16နှစ်3လယဟန်ခံနိုင်သည့်အရွယ်ရောက်နေသည့်ရှင်သာမဏေတစ်ပါးကိုယဟန်ခံပေးရမည်ဥပဒမရကံဆောင်ပွဲယဟန်ခံပွဲဖြစ်သည်ထိုကံဆောင်ပွဲမှာအ ਨੇ စုံယဟန်တော်၅ပါးရှိမှကံမြောက်သည် ယဟန်ခံပွဲပြီးမြောက်သည်ဗမောဆရာတော်အပါဝင်တင်ကစားဆရာတော်ဦးအက္ခနှင့်အခြားဆရာတော်ဦးကန္ဓမာဆရာတော်ဦးသောဘိဒဆရာတော်ဦးဩဘာသာတို့လည်းပါဝင်သည်အဆိုပါမြေကန်းတစ်ခုကြောင်းတွင်မြေပေါ်၌သမုတ်ထားသောတိမ်မရှိပဲမြေကန်းသာကြောက်ချရက်တန့်ထားသည့်ဝါးဖောင်ကို ရေတိမ်ဖြစ်သတ်မှတ်ကယဟန်ခံပွဲကျင်းပါသည် ရဟန်းခံပွဲဥပသမဒကံဆောင်ပွဲစတင်ကျင်းပနေပြီဖြစ်၍ဗမောဆရာတော်အပါအဝင်ဆရာတော်၅ပါးနှင့်ရဟန်းလောင်းရှင်သာမဏေကြီးဝါဖောင် ရေသိမ်မို့တို့ရောက်ရှိနေကြပြီဖြစ်သည်ဆရာတော်များကရှင်သာမဏေကြီးများအားရဟန်းမဖြစ်မြောက်နိုင်သည့်ယောဂများနဲ့တကွကျွေးမီဘေးရန်တို့ရှိမရှိထုံးစံအတိုင်းမေးပြီးဥပသမဒကံဆောင်ရန် ကမဝါစာချက်များကိုကင်ဆောင်နေကြသည် ကမဝါဖတ်ထားရန်ဇရာတော်များကနမောတတသုံးောက်ရွတ်ဆိုပြီးအဆုံးတွင်မမျော်လင့်မဲအရက်လေးမျက်နှာမှတိုက်ခတ်လာသည့်မိုးသက်လေးပြင်းတံကို အပြင်းထန်ခံလိုက်ရတော့သည်ဤတွင်ဝါဖောင်မှာလေတံလှိုင်းတံကြောင့်ပျက်စီးသွားရသည် ကမဝါဆရာတော်များမှ မြစ်လေတွင်လက်ပစ်ကူး၍အသက်ကိုလုနေကြရတော့သည် မောစရာတော်သည်အသက်ကို လူနေရသည့်အတွင်းခံစားချက်တစ်ခုပေါ်ထွက်လာပြန်သည်ကဗျာစရာတို့သည်ခံစားချက်တွေ့ထိတိုင်းကဗျာဖြစ်ပေါ်လေရှိသည့်အတိုင်းမမောစရာတော်သည်သူ့ခံစားချက်ကို အသက်ဘေးကြားထဲမှ အောက်ပါကဗျာအချိုးကိုရွတ်ဆူလိုက်လေသည်ဒုသားမိကံအတော်ဆုံးရေရိုးမာတဲ့မျောတော်မယ်ကြံရစ်သူမိတ်ဆွေများရဲ့တာကြနှင့်ကွယ် အကကန်သောနဲ့ဩပါတသွဲဒီတခါဒီရေမြစ်တွင်သေပြစ်ရှာတော့မယ်ဟုရွတ်ဆိုလိုက်လေသည်ကန်နဖူပေါ်မှပြိသက်များရုတ်ရုတ်တဲတဲရှိနေစီမှာပင်တငါလီများကဆရာတော်များကို အသက်ဘေးမှကယ်ဆယ်လိုက်ရတော့သည်ဟုတ်ကဲ့ပါ ဥကြောဦးပြုစုထားတဲ့ဗမော်ဆရာတော်ရဲ့ဟာတရတနဲ့ကဗျာများစာအုပ်ကိုအပိုင်းနှစ်နေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောင်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်းနားဆင်ခဲ့ကြတဲ့ရောင်နေပရိသတ်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမာတွေ့လို့အိတ်စီတန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။